ဒီတစ်ခါမှလည်းလာရှိုးကနေပြောင်းလာကြတာတလပဲရှိအောင်မဲ့18 spice ဆိုင်လေးစီကိုခေါ်သားပေးပါရစေနော်။ထူးခြားချက်ကတော့ခောက်ဆွဲသားအမျိုးသားဆုံဆုံရှိပြီးတော့အကုန်လုံးကလက်လုတ်ခောက်ဆွဲလေးတွေပါ။ကျဲမာရီလိုက်စားသူတွေသဘောကျမဲ့အချက်ကတော့ဟင်းမွေးတိုင်းလိုလိုမှတဘာဝအရသာလေးတွေကိုအားပြုထားပြီးတော့ MSG လုံးဝမတုံတဲ့ဆိုင်ကလေးဖြစ်ပါရင်မိန်းမျိုးထဲမှာထိုင်ဝမ်အမဲသားခောက်ဆွဲတွေလိုလုံးကမှလိုက်ပါရင် Range ဖြစ်တဲ့ Bone Broth အရသာကိုမှကျဲမဆိုင်လေးတွေပဲနဲ့ပြရည်ရဲ့အချိုးငန်းနဲ့မဲရင် စပိုက်စ်တွေနဲ့နှက်ထားတဲ့အမဲသားပြားကနေရရဲ့အနံ့မမွေအသားအရသာအချိုလေးလေးနဲ့တောင်းထားတော့ခေါက်ဆွဲသားအီအီကိုစားလိုက်ခင်းရီလေးကိုတောက်လိုက်နဲ့စားနေရင်မှရင်ထဲဝမ်းထဲမွေးလာစေနဲ့ခေါက်ဆွဲပွဲလေးဖြစ်သွားပါလိမ့်ရောစားနေရင်ခံစားမိရကကျမဆိုင်ရဲ့အချင်းတပ်ပပလေးအပြင်ဟင်းရီထဲမှာအဆက်အရသာရောပူးစီညောက်တောက်လေးရပါတယ်။နုံတော်တော် light ဖြစ်ပြီးတော့ချိုးချင်းငန်ဆက်အချင်းချင်းထိန်းထားတဲ့ဒီအရသာကပဲဆွဲဆောင်မှုရှိစေရလို့ချင်ပါတယ်။ ချင်းစားဝါဥခဆွဲကတော့လုံဗီဒီယိုကြည့်နေကြသူတွေဆိုလို့ရှိရင်မင်းကြီးတွေ့တာလုံးမဆားနေကြခဆွဲလေးအဖြစ်သိမှာပါ18 spice ကဝါဥချင်းစားခဆွဲမှာပထမဆုံးတတိထားမိတာကတော့သူ့ရဲ့စီမွေးအနံ့နဲ့ဟင်းရည်ရဲ့အနံ့ကလိုက်ဖက်နေတာကိုပါ ်ဝါဥခောက်ရှင်ဤတုံတုံကိုတဲငန့်ပြရေးပဲငပူဝင်နဲ့ချက်ထားတဲ့အသားစင်သောချက်ရဲ့မြေပန်းဆန်ဝါတုတ်ကလေးရဲ့နဲ့တွဲပေးထားတော့ချင်းချအိယတာပြပြလေးနဲ့ပြီးရင်ထဲမှာအချိုအစိမ့်စုံပြီးရောစားလို့ကောင်းစီပါလေကျက်သားစီမွေးခောက်ဆွဲကကျက်တုံဖြူစီချက်အပြင်ကျက်တုံမိတ်စီချက်ကလေးပါပါတော့အနမ်းနဲ့ဗိုက်စာလာအောင်လုပ်နိုင်တာကလေးပါဒါကိုစားရင်းနဲ့လုံးဖို့ဖို့ဆိုကြိုက်မှလို့တွေးမိတော့ပါရဲ့ အရသာကမယုတ်ကောင်းများများအသားများများလေးနဲ့အချိုအငယ်မပြင်းမဲ့အကုန်လုံးကတဘာဝကြကြနဲ့လက်လုံးခောက်ဆွဲသားလေးနဲ့လိုက်ဖက်ပေးစားကောင်းပါတယ်ထူးထူးဆန်းဆန်းမြည်ခဲ့တာလေးပြောရလို့ရှိရင်တော့သုံးထပ်သားခင်မြင့်ရှိလေးပါ သူ့ရဲ့အဆက်ကတကယ်ကိုပါဇက်ထဲရောက်မှတည့်ရချင်းဆက်တာမျိုးပါဇက်တိုက်စားနေတဲ့အရာတာကရှားကောင်းနေမှဖြစ်ပြီးတော့အစားရလိုက်တာနဲ့ကြက်တုံရှူရဲ့ငရုတ်တီးပွားမိခင်နဲ့ငရုတ်တီးထောင်းရဲ့ပေါင်းဆက်မှုရဲ့ကချင်းစော်ကားသည့်အတုံးလေးတွေနဲ့ပေါင်းပြီးတော့ချင်းဆက်ဆက်အရာတာဆွဲကြံပြီးတော့မမေးနိုင်စရာမျိုးပါ လုံးအကြံပေးချင်တာကတော့စားဖြတ်မဲ့သူတွေအတွက်အဆက်အယတာကိုကိုစားနိုင်တဲ့လောက်ပဲခိမ့်ပြီးတော့ဆိုင်အောင်မှာပေးစီချင်ပါတယ်။မဟုတ်လို့ရှိရင်သူကတော်တော်လေးကိုဆက်ပါရင်ဝါအုပ်တုံးထပ်သားခင်ရဲ့အနံ့အယတာနဲ့ပေါင်းပြီးတော့ခေါင်းဆွဲလုံးကလေးကဆက်ပွင့်မယ်။အသားခင်ကခိမ့်ပေးထားလို့အဲ့ဒါလေးတစ်ချက်ကိုတော့သဘောကျပါရဲ့။ဒီဆိုင်ကိုရောက်ရင်ခေါင်းဆွဲရည်နဲ့လိုက်ဖက်ပြီးအရင်ပြေးစီတယ်။ချွတ်ချွတ်ချင်းချင်းလေးမွန်ဒီလေးရဲ့အချိုတက်လေးနဲ့ရင်းအေးစီရဲ့ဂျက်စမင်ဒီလေးရဲ့လည်းရနိုင်ပါသေးတယ်။ ီမှာကကျွန်းနှယောက်မူတော့လေးတွေလူဝေးလေးတွေလည်းရပါသေးတယ်။လုံစားခဲ့တဲ့ကျောက်ဥလူဝေးလေးကသူ့ရဲ့ပဲညံ့ပြားရဲ့အရာသာဝင်နေရလေးကိုမှအချင်းလေးနဲ့တွဲဆိုင်ရင်ပိုလိုက်ဖက်တာတွေ့လာပါတယ်။ အရင်အိဆာမီယာမျိုးမဟုတ်ပေမဲ့မမာပဲနဲ့ကိုင်ကောင်းလုံးလေးလုပ်ပေးထားတယ်။တက်ချီတော်လေးက18 spice ရဲ့ signature menu လိုက်အောင်လို့ spice တွေနဲ့ share နှပ်ပြီးကြော်ပေါင်းကလေးလုပ်ပေးထားတော့အရင်နာဝင်တဲ့အပြင်အထုံးစီလေးတွေနဲ့လိုက်ဖက်ပြီးတော့စားလို့အရင်ကောင်းပါရဲ့။ grace ဒီနေ့ကရောက်လီယာမှာတက်ချီတော်ကြိုက်တဲ့လုံကနေပြီးတော့အမှတ်ပြုပေးတဲ့တက်ချီတော်လေးမို့လို့စားခဲ့ကြပါဦးနော်။ဒါဆိုလို့ရှိရင်နောက်ဘူးော်လေးတွေထိုင်မှာပြန်ဆောင်ကြပါမယ်။တတား ။တကုံတဲ့ကျောင်းသားကိုရောက်လို့ရှိရင်နားပြင်းဝန်ပလာဇာဝင်မောက်တဲ့မှာဖွင့်ထားတာဖြစ်ပြီးတော့ကားပတ်ကင်လို့ရအဆင်ပြေပါတယ်။